判神仙咪是无咯，买多 so，路买对噶，输在酒吧里边，光天日明之间，判神仙他那路咪是吧？无，都个留个了，只怕我阿弟出力的话咧输。喏，拉卡比罗尔，反正说，路路来嘛，我用钱唔嚟过便了嘛。反正你知道我都唔用过，反正你先我路来咪讲，阿我将拉卡比罗尔，多比咩咧？哦，我用钱哦，拉卡比罗尔，反正你先咪是无输到咯，拉卡比罗尔，但咪用到咯咪怒白木个喏，反正你先我咪用钱嚟白木，但咪怒酒吧当个呢白木。 ဖန်ဆင်းချက်ပေါ့မြုံချီရလူတွေအပိုင်းပေါ့ဗမာတွေကတော့ဂျင်နာကောင်းဂျင်နာလေးပဲအာဖရိကတွေကဂျင်နာချင်မဂျင်နာနော်တွေးချီတာပါတွေးချီတာဂျင်နာမှာပေါ့အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကဂျင်နာမှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကဂျင်နာနိုင်ဘူးဝတ်ဆပ် guys မင်္ဂလာပါကဲ bro ရဲ့ video file ကတော့တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ video file တစ်ခုပါဗျာနော် video file ဒီမှာကတော့ကျွန်တော်တို့ဖန်ဆင်းရှင်နဲ့ပတ်သက်ပြီးတော့မှဖန်ဆင်းရှင်တကယ်ရှိမရှိတကယ်ကရှိရလား ဖန်ဆင်းခြင်းကတကယ်ပဲမေတ္တာတရားအချင်းများတရားကြီးမားပြီးတော့အတကယ်ရောပညာကြီးရလာဆိုတော့အမေခွန်းလေးတွေလည်းထုတ်เสียရတဲ့ပါမှာဖြစ်ပါတယ်ဆိုတော့ဖန်ဆင်းခြင်းကိုယုံကြည်တဲ့သူနဲ့မယုံကြည်သူတွေရဲ့ကြားမှာကျွန်တော်တို့ဝေဖန်မုန်းလေးတွေကိုတကယ်ဖြစ်စေမဲ့အာစဉ်းစားစရာလေးတွေတွေ့ခေါ်စရာလေးတွေတကယ်ဝင်စေမဲ့ဗီဒီယိုဖိုင်လေးပါဆိုတော့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့အာဘုဒ္ဓရာအဖြစ်အဆွန်အောင်အာကြည့်ဖို့လဲကျွန်တော်တိတ်တွန်းပြရစီโอเคဆိုတော့ကျွန်တော်တို့ let's go 神仙嘛，是葫芦。 မိုက်တော့လူမိုက်တွေကစူတတ်ကြပါလေဗျ။ကောင်းကင်နဲ့မြေကြီးကဖန်ဆင်းထားတဲ့သူမရှိပါဘူး။သူ့အလျော်အလျောက်တဘာဝအတိုင်းဖြစ်တည်နေပါတယ်ဆို။ဘယ်လိုလူတွေကပြောတတ်တယ်လဲဆိုရင်တဲ့လူမိုက်တွေမိုက်တော့သူတွေရဲ့နှုတ်ရှာပါဇက်ကနေပြီးတော့မှထွက်တတ်တယ်တဲ့။ဟုတ်ပါပြီ။ဖျားသခင်ကအဲ့ဒါကြောင့်လူတွေတတ်ဓမြတွေတိုက်ခိုးဆိုးလူလိုက်လုံနေတဲ့သူတွေကိုလူမိုက်လို့မခေါ်ဘူးတဲ့။ဘယ်လိုလူတွေကိုလူမိုက်လို့ခေါ်တယ်လဲဆိုတာကြားလို့ရှိရင်ဖျားသခင်မရှိဘူး။ကောင်းကင်နဲ့ဆက်ချောင်လာတို့ကိုဖန်ဆင်းထားတဲ့အရှင်ဟာဒီကမ္ဘာမြေကြီးရဲ့ပုံမှာမရှိပါဘူး။ကောင်းကင်နဲ့ဆက်ချောင်လာကြီးရဲ့အထက်မှာမရှိပါဘူးလို့ထင်တတ်တဲ့သူတွေက ကလူမိုက်ပဲဖြစ်ပါလေဗျအဲ့ဒါကြောင့်စာလံကျအခန်းကြီးဆက်နေတဲ့အငယ်တက်မှာပါတော့လဲဆိုရင်ဖယားသခင်မရှိဘူးမိုက်တော်သူတို့သည်ထင်တတ်ကြဤထိုတော်သူတို့သည်ဆွေးညှိယူခြင်းဖြင့်ဆက်ဆုပ်ဖွဲ့သောအမှုကိုပြုတတ်ကြဤကောင်းသောအမှုကိုပြုတော်သူတယောက်မျှမရှိဟုတ်ပါပြီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းထားတဲ့ထာဝရအရှင်ဖယားသခင်မရှိဘူးလို့မိုက်တော်သူတွေကဆိုတတ်တယ်တဲ့လူမိုက်တွေတာရင်ပြောတတ်တယ်လို့တတိယအဖြစ်ပြောကြားထားတာပဲဖြစ်ပါတယ်ဟုတ်ပါပြီမိတ်ဆွေတဲ့ရဘဝအတက်တာထဲမှာယခုကျွန်တော်တို့အသုံးပြုနေတဲ့ဒီဖုန်းတွေကသူ့ရဲ့အလိုတယောက်ဖြစ်တည်လာတဲ့ကောင်းကင်ကနေကြာလာတဲ့မြေကြီးတွေကနေထွက်လာတယ်ဆိုရင် သင်ယုံကြည်မလားဖုံးတွေဒီပါဝါပတ်တွေကိုပြုတ်လောက်ထားတဲ့သူရှိကုန်မှရှိပါတယ်ကျွန်တော်နေစဉ်အသုံးပြုနေတဲ့အရာပြီးဒီအရာတွေကသူ့ရဲ့အလိုအလျောက်ဖြစ်တည်လာတယ်ဆိုရင်သင်ဟာယုံကြည်မလားထို့နည်း၎င်းပါပဲကျွန်တော်တို့နေထိုင်တဲ့ဒီကမ္ဘာနေကြီးစက်ကြဝဠာဟာလေသူ့ရဲ့အလိုအလျောက်ဖြစ်တည်လာတယ်ဆိုလို့ရှိရင်ပြက်စီးတာကြာနေပြီကျွန်တော်တို့မမွေးခင်ခင်ဗျားတို့ရဲ့အဖိုးအဖွားတွေမမွေးခင်ကလေးကဒီကမ္ဘာနေကြီးကပြက်စီးသွားမှာပဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုတာကြာလို့ရှိရင်ကျွန်တော်တို့နေစဉ်အသုံးပြုနေတဲ့ဆိုင်ကယ်တွေကားတွေလေယာဉ်တွေအများအားဖြင့်တိုက်တယ်အများအားဖြင့်ပြက်ကြတယ်အများအားဖြင့်တူးနဲ့တူးထိခိုက်ကြတယ်ဒီကမ္ဘာနေကြီးကဘာဖြစ်လို့နှစ်ပေါင်း န်းရှိတန်းရှိဒီမှာယခုချိန်ထိတည်နေတာလေဒီကမ္ဘာမြေကြီးဟာဆိုရင်ပြန်တဆက်ကန့်ကိုမိုင်ပေါင်း9000နှုန်းနဲ့လဲပတ်နေတယ်တဲ့အဲ့ဒီလိုမျိုးလဲပတ်နေတဲ့ဒီကမ္ဘာမြေကြီးကပြည့်စည်ခြင်းမရှိဘူးပြည့်စည်မသွားဘူးတခုခုနဲ့တိုင်းမိခြင်းမရှိဘူးဒီကမ္ဘာမြေကြီးကတည်တက်နေတယ်ဆိုတာကထိမ့်ရှုပ်ထားတဲ့သူဖန်ဆင်းထားတဲ့သူရှိကိုရှိတယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုအပ်ပါလေဗျာနော်ဓာရီနဲ့ဒုံးတွေနဲ့ထိုးနေမှလူမိုင်းမဟုတ်ဘူးဓမြတွေတိုက်နေမှလူမိုင်းမဟုတ်ဘူးဖျားသခင်မရှိဘူးကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့သူမရှိဘူးလို့ပြောတာဟာလေလူမိုင်းပဲဖြစ်တယ်အဲ့ဒီလိုမျိုးထိနေတာဟာလေလူမိုက်တာ ဖြစ်ပါလေဗျ။အဲ့ဒါကြောင့်မိတ်ဆွေလူမိုက်မဖြစ်ရှင်ဘူးဆိုရင်ဘယ်လိုမှမင်္ဂလာပါ။ကဲဒါတော့ခရိယန်ဘာသာဝင်တယောက်ရဲ့အပြောတော်တဲ့စကားလုံးတွေပါ။နောက်သူရဲ့အမြင်သူရဲ့အယူဝါဒအရာဒါသူပြောတော်တဲ့စကားလုံးတွေပါနော်။ဆိုတော့ဆက်လက်ပြီးတော့ကျွန်တော်တို့အစ္စလမ်ဘာသာဝင်တယောက်ရဲ့ပြောဆိုဆွေးနွေးခန်းကိုကျွန်တော်တို့ဆက်လက်နှတ်ထုတ်ရအောင်။ကဲကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာပါလဲဆိုတော့ဖန်တင်းရှင်နော်ဖန်တင်းရှင်ကိုမယုံဘူးဒါမှမဟုတ်ဖန်တင်းဖန်တင်းရှင် ဖန်ဆင်းရှင်ကိုလက်မခံဘူးဒါမှမဟုတ်ဖန်ဆင်းရှင်ရှိတာကိုမယုံဘူးနော်အဲ့လိုပြောတာကိုကျွန်တော်တို့ကလက်ခံပေးလို့ရတယ်နော်လက်ခံပေးလို့ရတယ်ဒါဆိုဒါလူလူတိုင်းမှာကိုယ်ယုံကြည်မှုနဲ့ကိုယ်ပဲဟုတ်တယ်ဖန်ဆင်းရှင်ရှိတာကိုတော့မယုံဘူးကွာဖန်ဆင်းရှင်ကိုတော့လက်မခံဘူးအဲ့တော့ကျွန်တော်လက်ခံပေးလို့ရတယ်ဒို့ပေမဲ့လေနော်မယုံကြည်တာကိုလက်ခံပေးလို့ရတယ်ဖန်ဆင်းရှင်မရှိဘူးဆိုတာကိုတော့လက်ခံပေးလို့မရဘူးဒါမယုံတာတော့မင်းတို့အပိုင်းပေါ့ကွာနော်ဖန်ဆင်းရှင်ကိုမယုံကြည်တဲ့အပိုင်းတော့ဒါမင်းတို့တခြားဘာသာဝင်တွေရဲ့အပိုင်းပေါ့ဖန်ဆင်းရှင်ကိုမယုံကြည်တဲ့လူတွေရဲ့အပိုင်းပေါ့ဒို့ပေမဲ့လေနော် ဖန်ရှင်ရှင်ကိုမရှိဘူးလို့ပြောတာကတော့ငါတရားဒီဖန်ရှင်ရှင်မရှိဘူးလို့ပြောနေတဲ့လူတွေကြီးနော်စိတ္တဇယောဂဒါမှမဟုတ်ယူတော့နေတဲ့ယောဂလို့ရှိတယ်အဲ့လိုပဲငါယူဆတယ်အဲ့တော့အဲ့တော့မင်းတို့မင်းတို့ဒါလက်ခံတာလက်မခံတာမင်းတို့အပိုင်းပေါ့ကွာနော်အဲ့ဘာကြောင့်ငါအဲ့လိုပြောလဲဆိုတော့ဒီကနေ့ကွာနော်ဒီကနေ့ငါကလူတယောက်ကကားတစ်စီးကိုတီးထွက်လိုက်တယ်နော်ကားတစ်စီးကိုလူတယောက်ကတီးထွက်လိုက်တယ်နော်အဲ့ဒီတီးထွက်လိုက်တဲ့ကားကိုတီးထွက်လိုက်တဲ့ကားကိုအဲ့လူတယောက်ကတီးထွက်လိုက်တော့ငါတို့ကသိနေတယ်သိသိနေတယ်ငါကဘာပြောလဲဆိုတော့

那咖啡，咖啡你啊，都老里好消化的；咖啡你啊，老里老里好消化的；咖啡以前你咖哩啊，老里老里好消化的哦。阿老话包十杯咖啡是出大汗的喏，四股人喏，四股人，佮我讲呢啊，四股人包才没有得我表尼个。哎呦，阿表姐那个，龙华国那边没事，龙华六级，龙华国六级，我那对伊个嘛，我那我那对伊个嘛，龙华六级冇教嘞，对伊好牛，是啦。阿老表讲廿六个，哦，就不过阿表姐话的，顶呢，就冇嘛。搞有地砖的律师的，有铺有地砖的律师的，再叫有地砖的律师，地砖的律师的，喏。阿伊 time 咯，哎哎，佮你讲，我讲你，你睇到你哪里阿老有地砖的律师阿西个。 ဒါပေမဲ့အဲ့ဒီတီထွေးတဲ့လူတွေကိုလူတိုင်းမြင်ဘူးသလားမမြင်ဘူးဘူးအဲမင်းတို့ပြောမယ်ဒီခေတ်မှာအင်တာနက်မှာကြည့်ရတယ်ကွာအင်တာနက်မှာကြည့်တာကငါမပြောဘူးအဲ့ဒီအင်တာနက်မှာမင်းမြင်တဲ့အရာရမင်းမြင်ရတာကအဲ့ဒါရုပ်ပုံပဲဖြစ်တယ်အဲ့ဒါကမင်းအပြင်မှာလက်တွေ့ချက်ချမင်းမင်းလက်တွေ့မင်းရမျိုးလုံးနဲ့မြင်တော့ငါဆုံးလို့လားကဲမင်းတို့လက်တွေ့ချက်ချမင်းတို့မျိုးလုံးနဲ့ဒီကားကိုတီထွေးတဲ့လူတွေကိုမြင်ဘူးသလားဒီဖုန်းကိုတီထွေးတီထွေးတဲ့လူကိုမင်းတို့မြင်ဘူးသလားနော်ဒီစိုက်ကယ်တွေနော်ဒီဒီဘယ်လဲလက်တော့တီထွေးတဲ့လူတွေကိုမင်းတို့မြင်ဘူးသလားကွန်ပျူတာကိုတီထွေးတဲ့လူကိုမင်းတို့မြင်ဘူးသလားမမြင်ဘူးဘူးလေလက်တွေ့လက်တွေ့ချက်ချမင်းအပြင်မှာမမြင်ဘူးကြောက်အများစုက သူတို့ကဘာမှမြင်မှုတဲ့လူအပြင်မှာမြင်မှုတဲ့လူရှိခဲ့တောင်မှအလုံးလုံးရှိကွာဟိုတပိန်းတော့မကြောက်ဘူးကွာနော်အများစုကမမြင်မှုကြောက်ဘူးဒါပေမဲ့ငါတို့ဒီအခုငါစီးနေတဲ့ကားတော့ဘယ်လိုတွေ့ထင်လဲငါမသိဘူးဒါပေမဲ့ငါစီးနေတာပဲဒါပေမဲ့ငါလက်ခံတယ်ဒီကားကိုတီထွင်တဲ့တီထွင်တဲ့လူရှိလို့ဒီကားကဒီကနေ့ငါစီးလို့ရတာဒီကားကိုတီထွင်တဲ့လူမရှိဘူးဆိုရင်ဒီကနေ့ငါကစီးလို့ရမှာမဟုတ်ဘူးအဲ့တော့ငါကဒီဒီကားတီထွင်တဲ့လူငါမမြင်ဘူးပဲလေအပြင်မှာငါဝမ်းပိုင်ဝမ်းငါရမျက်လုံးနဲ့အင်တာနက်ကမပြောဘူးတော့အင်တာနက်မှာမျက်လုံးမြင်အောင်လာမပြောနဲ့ငါပြတော့ဝမ်းပိုင်ဝမ်းအပြင်မှာငါဒီလူငါမမြင်ဘူးဒါပေမဲ့ငါလက်ခံထားတယ်ဒီကားကိုတီထွင်တဲ့လူရှိတယ်ဆိုတော့ငါလက်ခံထားတယ် ဲ့တော့အခု foundation မရှိဘူးလို့ငင်းဆန်နေတဲ့လူတွေကမင်းတို့မယုံကြည်တော့ငါတို့လက်ခံတယ်မင်းတို့မယုံကြည်တာမင်းတို့အပိုင်းမင်းတို့ရုံကြုံမယုံကြည်ငါတို့အပိုင်းငါတို့ကစိတ်လည်းမဝင်စားဘူးဒါပေမဲ့ငါပြောတာကဒီကားကိုကားတစ်စီးကိုတီထွန်းတော်တီထွန်းတဲ့လူရှိရတာတဲ့မရှိပါဘူးလို့ငင်းဆုံနေတဲ့လူတွေကအဲ့လိုအဲ့လိုစိတ်ကစားယောဂါဒါမှမဟုတ်ယူတယ်လို့ပဲငါငါငါယူစားတယ်ကဲဒါတော့ client ဘာသာ foundation နဲ့ဒါကျွန်တော်တို့ excellent ဘာသာ foundation အဲယောဂါရှိတဲ့သူနှစ်ယောက်ရဲ့ဒါတို့ဘာသာရေးနဲ့ပတ်သက်တဲ့ပုဒ်တာတွေ ဘာသာရေးကသင်ပေးထားတဲ့အသိဉာဏ်တွေနဲ့အဲသူတို့တက်တရောက်မှတ်တလောက်လေးတွေကိုဒါအာနှိရှင်ပြီးတော့ပြောပြတော့တာပါဆိုတော့ဒီတစ်ခါကျွန်တော်တို့ဗုဒ္ဓဘာသာအာဆရာတော်တပါးစီကိုကျွန်တော်တို့တွေ့ကြည့်အောင်โอเคဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဆိုတာကိုယုံကြည်လိုက်တဲ့တပြိုင်နဲ့ပြဿနာတွေကပိုရှုပ်တယ်ဘလို့ပိုရှုပ်လာတော့ဆိုတကောရှင်ကဖန်ဆင်းလို့လူဖြစ်လာတယ် ကမ္ဘာလောကကြီးကိုဖန်ဆင်းတယ်ဆိုလို့ရှိရင်တကုရှင်ဟာအကျဉ်းတရားရှိသလားပညာတရားရှိသလားကြည့်အောင်အကျဉ်းတရားရှိမယ်ဆိုရင်တရားဝါရီကောင်းစားဖို့ပဲဖန်ဆင်းပြရမယ်နော်တရားဝါရီကောင်းစားဖို့ပဲဖန်ဆင်းပြရတရားဝါရီကိုတန်ခတ်တယ်ဆိုတာမလုပ်ရဘူးအကျဉ်းတရားရှိမိမိဖန်ဆင်းထားတဲ့တရားဝါရီပျော်ရွှင် ချမ်းမြေ့အောင် တဏီတဲ့ဖြန်ဆင်းပေးဖို့ဟုတ်တယ်ဆိုပါစို့ဖြန်ဆင်းတာမဟုတ်တော့မှာပဲကိုယ့်အိမ်မှာဖြစ်လာတဲ့ကိုယ်သားသမီးတွေပေါ်မှာမိဘတွေဟာတူညီသောမေတ္တာထားနိုင်ကြတယ်ကဲမင်းစဉ်းစားနော်ဘယ်သားဘယ်သမီးပဲဖြစ်စေအလုံးတရားတရားပြုစုပြီးကိုယ်သားကိုယ်သမီးကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ်အဲ့ဒါလိုပဲတကိုးရှင်ကဖြန်ဆင်းလိုက်တဲ့သားသမီးတွေတို့ပြောအဲ့ဒီသားသမီးတွေထဲမှာလိမ္မာတဲ့သားသမီးတွေရှိမှပဲမိုက်တဲ့သားသမီးတွေရှိမှာ ဘယ်သားသမီးပဲဖြစ်ဖြစ်ကျင်နာမှုတစ်ခုတည်းနဲ့ကောင်းစားအောင်သူဖန်ဆင်းမှတော့ဒီမကောင်းတဲ့စိတ်ပေါ်တဲ့သားသမီးကိုလည်းကောင်းတဲ့စိတ်ပေါ်အောင်ဖန်ဆင်းလိုက်တာပေါ့နော်မလှတဲ့သားသမီးကိုလည်းလှအောင်ဖန်ဆင်းလိုက်ပါပညာမတတ်တဲ့သားသမီးကိုလည်းပညာတတ်အောင်ဖန်ဆင်းလိုက်ပါစင်စာနိုင်တဲ့ဆိုမှစင်စာနကုန်ဖန်ဆင်းရုံပဲအဲ့ဒါလိုမဟုတ်ဘဲနဲ့ဖန်ဆင်းနိုင်တဲ့အတန်းနဲ့လူချင်းတူပါလေတဲ့အတန်းနဲ့ တချို့ကျတော့အယုတ်ဆိုးအကြည့်တန်းကြီးဖန်ဆင်းလိုက်တယ်။အာဖရိကတိုက်သားတွေကျတော့မဲချုပ်နေအောင်ဖန်ဆင်းထားတာ။အဲ့ဒါပါကြောင်းလဲ။ဥရောပလူတွေတော့အခါတည်းဖြူနီဆာကြီးတွေဖြစ်အောင်ဖန်ဆင်းလိုက်တယ်။ဗမာတွေကျတော့ချောချောလောလောမောင်လှလှပါပါဖြစ်အောင်ဖန်ဆင်းလိုက်ပြန်တယ်။အဲ့ဒီတော့သူဖန်ဆင်းတာဗမာတွေကတော့ဂျင်နကောင်းဂျင်နလေးပဲ။အာဖရိကတွေကဂျင်နချင်မချင်တာ။တွေးကြည့်တာပါ။ဟုတ်ကဲ့။တွေးကြည့်တာ။ဂျင်နမှာပေါ့။တမ်းပါတမ်း။အဲ့ဒီပဲ။ ချမ်းသာတဲ့လူတွေကကျင့်တတ်မှဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင့်တတ်နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင် မဖန်ဆင်းဘူးဆိုပြီးပြစ်တယ်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သေးတဲ့အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ် လူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေအဲ့တော့မကောင်းရင်ကောင်းအောင်ပဲဖန်ဆင်းပေးပေါ့ဖန်ဆင်းတယ်ပြည်မှာပဲအဲတကိုးရှိတယ်ဆိုလို့ရှိရင်မကောင်းတဲ့လူကိုကောင်းအောင်လုပ်ပေးလိုက်ဟုတ်တယ်စိတ်တူရတဲ့လူကိုစိတ်ရှည်အောင်ဖန်ဆင်းပေးလိုက်တွေ့ပြီဒေါသကြည့်တဲ့လူကိုဒေါသမကြည့်အောင်ဖန်ဆင်းပေးလိုက်အဲ့လိုလေလုံနိုင်စွာရှိရတဲ့နဲ့ဘာလို့လုံမပေးလဲမေးစရာရှိလာတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားက ဘာကိုဝေဖန်ထောက်ပြပေးတယ်လို့ဆိုလို့ရှင်ဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဖန်ဆင်းလို့ဖြစ်ရတယ်လို့ဆိုတဲ့အတွေးခေါ်အတိအမြင်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့တဲ့ကိုကိုယ်တိုင်လှုပ်တဲ့ကိစ္စမလှုပ်တဲ့ကိစ္စရွေးချယ်ဖို့ရအဓိပ္ပာယ်မရှိတော့ဘူးမှန်ပါပေါ့ဘာဖြစ်လို့လဲဆိုရင်ဘုရားသခင်လိုတော့ကြပဲဖြစ်ရမှာပဲကိုယ့်အကူရွေးချယ်သွားစရာမလိုဘူး ။ဘာပဲဖြစ်ဖြစ်သူ့လိုတော်ချအတိုင်းပဲသူဖန်ဆင်းတာကိုကရဏီယကရဏီယဆိုရယ်လှုပ်တဲ့နဲ့ကိစ္စနဲ့မလှုပ်တဲ့နဲ့ကိစ္စဆိုတာဟာလူတွေကကိုယ့်ဟာကိုယ်ရွေးချယ်နေကြရင်အထိပယ်မရှိဘူး။ရွေးချယ်စရာမလိုတော့ဘူး။လူဆန္ဒဆိုရလဲအသုံးမဝင်တော့ဘူး။ဆန္ဒအားလျော်ဆိုတာကျိုးပန်းအထောက်မှုဆိုရလဲအသုံးမဝင်တော့ဘူး။အချင်းတန်လို့ရှင်ဖန်ဆင်းရှင်ကနေသူစီမံတာခံရမှာပဲဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ လူရဲ့လုံလဝီရိယအသိပညာဆန္ဒတို့အသုံးမဝင်တော့တာဖြစ်သွားနိုင်တယ်စဉ်းစားလိုက်မယ်ဆိုလို့ရှင်လူတွေဟာဘဝရလာတဲ့အခါမှာအယောင်းဝယ်တဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်တရားရည်အသက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်မကောင်းတဲ့ဒုစရိုက်တွေနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရွှေငွေရောင်းချပြီးအသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါဆိုလို့ရှင် ရွှေဆိုင်ဖွင့်ပြီးတော့ရွှေရောင်းရတာလေဘုရားသခင်ဖန်ဆင်းလို့လားတကိုးဓမြဖြစ်ပြီးတော့သူများပစ္စည်းကိုလူယူတိုက်ခုတ်ကိုစူးစမ်းတာလေဘုရားသခင်ဖန်ဆင်းလို့လားအဲ့တော့ဖန်ဆင်းပြီးရင်လည်းထောင်ထဲကြာတော့လည်းဘုရားသခင်ဖန်ဆင်းလို့ထောင်ချတယ်တရားသူကြီးကချတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်တရားသူကြီးကထောင်ချတာမဟုတ်ဘူးအပြစ်ကထောင်ချတာမဟုတ်ဘူးဘုရားသခင်ကထောင်ချတယ်ဆိုပြီးပြောเสียအပြစ်အနာစာတွေအများကြီးဖြစ်တာ စဉ်းစားစရာတွေအများဖြစ်လာတယ်။အဲ့ဒါမြတ်စွာဘုရားစဉ်းစားပြဘုရားသခင်ဖန်ဆင်းလို့သူ့တဲ့တန်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့သူများဥစ္စာခိုးနေရတယ်ဘုရားသခင်ဖန်ဆင်းလို့ဂျာကူရီဘဝရောက်နေတယ်ဘုရားသခင်ဖန်ဆင်းလို့လူလိန်လူခေါင်းဖြစ်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့မူရစေဝါတွေတုံးနေရတယ်ဆိုတဲ့အဖြစ်မျိုးတွေဖြစ်ကုန်ရောအဲ့ဒါလို့မစီလျော်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ် ဒါကြောင့်လက်ဆော်ပြားကအဲ့ဒါဟာမကန်မှုမရှိဘူးတကယ်ကတော့လူ့ဘဝရလာတယ်ဆိုတာဟာဘယ်သူမပြုမိမိမှုမိမိကိုယ်တိုင်လှုပ်ခဲ့တဲ့အတိုင်လူတွေဟာကိုယ်လှုပ်တာကိုရကြတာလားဖြစ်တယ်ကိုလှုပ်တာကိုရတယ်ဆိုဟုတ်တယ်ကိုအသက်မွေးဘဝကြောင့်မုန်းဖို့ပြီးအသက်မွေးမယ်ရွှေရောင်ချပြီးအသက်မွေးမယ်စတိုးဆိုင်ဖွင့်ပြီးအသက်မွေးမယ်တကုတ်ကိုလှုပ်နေကိုလှုပ်နေကြတာပဲလေ ကိုဝါသနာပါရလောက်ကြတာပြီးတော့အလုတ်မကောင်းဘူးဆိုရယ်ပြောင်းလို့ရလေ။ဖန်ဆင်းထားရင်ပြောင်းလို့မရတော့ဘူး။ဖန်ဆင်းကြတယ်ဒီတိုင်းဖန်ဆင်းလိုက်တာဆိုပြောင်းမရ။ခုကပြောင်းရ။ကိုဒီလုတ်မကြိုက်ဘူးဆိုတော့တလုတ်ပြောင်းရ။တချို့ဆိုဆရာဝန်တင်းနှံတက်ပြီးတော့ဘွဲတွေပါတွေရပြီးတော့ဆရာဝန်လုတ်မစားခြင်းလို့တစ်ခါဈေးရောက်စားတာတွေလည်းပြည့်။အဲ့တော့ဘုရားသခင်ကလွတ်လွတ်မမဖန်ဆင်းလိုက်သလားမသိဘူးအဲ့ဒါကြောင့် ဲပြဆိုတော့ဒီနေရာမှာကျွန်တော်လည်းစကားတခွန်းတော့မရှိပါနဲ့မမေ့ခင်ထဲမှာကျွန်တော်အာပြောချင်တာလေးကတော့ဒီကျွန်တော်တို့ဒီဗုဒ္ဓဘာသာမှာကြာတော့အာရှင်းဘောရှိတယ်အခုဘောရှိတယ်နောက်ဘောရှိတယ်ဆိုတော့ရှင်းဘောကကိုယ်တော်အကုသို့ဘောမှာမူတည်ပြီးတော့မှကျွန်တော်တို့ဒီဘောမှာအာသူရဲ့ဘောအနေထက်ကကောက်တာမကောက်တာဖြစ်တယ်ဆိုတော့ဒီဘောမှာကျွန်တော်တို့ကိုယ်တော်အကုသို့ဘောမှာမူတည်ပြီးတော့မှနဘောမှာအာသူရဲ့အရှင်နေရသူဖြစ်မှာပေါ့နော်ဆိုတော့ဒါ အဒီနေ့မကောက်တဲ့မကောက်တဲ့အားလုံးတဲ့သူကမနေ့ဖန်မကောက်တဲ့ဟာခံစားရမယ်ဆိုတဲ့အနေအထားမျိုးဒီနေ့ကောက်တဲ့ဟာလုံးတဲ့သူကမနေ့ဖန်ကောက်တဲ့ဟာခံစားရမယ်ဆိုတဲ့အနေအထားမျိုးကိုကျွန်တော်တို့ဒါဒါကတော့တကယ်ယုတ်တိရဲ့ဗေဒအဖြစ်ကျွန်တော်တို့ဒါတကယ်ယုတ်တိရှိရပြနော်ဆိုတော့ဒီဖန်ဆင်းရှင်ကိုယုံကြည်တဲ့လူတွေကြတော့ကျွန်တော်တို့မနေ့ကလည်းလူမရှိမဖြစ်ခဲ့သေးဘူးအပြည့်အလဲမလုပ်ခဲ့သေးဘူးအာသူတို့မှဒီဘဝပဲရှိတယ်ဒီဘဝမှာဖန်ဆင်းလိုက်တဲ့ဟာကောက ဘာအပြစ်မှမရှိဘူးနဲ့ဘာကြောင့်တချို့ကြဆင်းဆင်းရဲဖန်ဆင်းရတာတချို့ကအရင်ရုပ်ဆိုးတဲ့အနေထားမျိုးတချို့ကြအရင်ကြီးကျွန်တော်တို့အင်္ဂါမစွန်မွေးလာကလေးကဒီအင်္ဂါမစွန်တဲ့အနေထားမျိုးအဲ့လိုဖြစ်အောင်ဘာကြောင့်ဒီဖန်ဆင်းရှင်ကအဲ့လိုဖန်ဆင်းရတာလဲသူမှဘာအပြစ်မှမရှိဘူးနဲ့အဲ့လိုအပြစ်သားပုံစံမျိုးနဲ့အဲ့လိုဘာကြောင့်အာဖန်ဆင်းပြရတယ်ဆိုတာကျွန်တော်ကသိရှိမှလည်းပြเนาะဆိုတော့ဒီ video file ကိုဒီယုံကြည်သူတွေเนาะဒီကျွန်တော်တို့ဖန်ဆင်းရှင်ကိုယုံကြည်တဲ့သူတွေကြီးမင်းကြီး ဒီမေခွန်လေးကိုတည်းရှင်းလေးဖြစ်ပြီးကြပါဆရာဘီယိုဖိုင်လေးမှာတော့ကျွန်တော်တို့အာဘာသာတိုင်းအတွက်စဉ်းစားစရာလေးတွေပါတယ်တွေးတော့စရာလေးတွေပါတယ်ဆိုတော့ကိုယ်အမိလေးကိုကိုအဘကြောင့်ဒီလိုဖြစ်ရတယ်ဆိုတော့အနေထားလေးကိုလည်း comment မှာတည်းရှင်းလောက်ရေးပေးကြပါโอเคဆရာဘီယိုဖိုင်လေးကတော့ဘုဒ္ဓတရားတွေကြရမယ်ထင်ပါတယ်ဒီနားမှာလည်းအဆုံးတန်